လေးရှားဆိုရကတော့အာနာတိတ်နဲ့လေးနှစ်လုံးမှာအများအမ်းအတန်ထုတ်ခဲ့တာပြည်သူနဲ့ဒူရက်တည်ပြီးတော့မှဒီဘုံဘောတူညီချက်၅ချက်ကိုလိုက်နာကျင့်သုံးဖို့အများအမ်းခိုင်ခိုင်မာမာရက်တည်ပြောကြားခဲ့တာဒီကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ကြားရတယ်ပေါ့အခု2025မှာအာဆီယံခေါင်းဆောင်ဖြစ်လာတဲ့မလေးရှားဟာမလေးရှားဆိုရဟာနော်ဒီမအလာစစ်အုပ်စုကိုမင်းအောင်နိုင်ကိုဒီအာဆီယံဆွေးနွေးပွဲမှာလူရသွင်းတဲ့အနေထောက်တွေ့ရဆိုတော့အဲ့ဒီနောက်ပိုင်းမှာလည်း UNG နဲ့ဆက်ပြီးတွေ့ဆုံဆွေးနွေးမှုတွေဆက်လုပ်မယ်ပေါ့ရှင်နော်အဲ့တော့ ဘုံတော်တူညီချက်၅ချက်ဆိုတာဟာပြည့်ပြည့်သွားပြီလို့ယူဆလို့ရပြီတော့မှာဒီအယူတီနဲ့ဆက်လက်ပြီးသိဆုံးဆွေးနွေးမယ်ဆိုတာကတော့နော်ကျမတို့ခံမှန်းရတော့ဒါဟာ2025ရွေးကောက်ပွဲကိုစုအတည်ပြုဖို့လုပ်တာပဲဖြစ်ပါတယ်ဒီရွေးကောက်ပွဲမှာပါဝင်ဖို့အတွက်တိုင်းနာလက်နက်ကိုင်တွေနဲ့အယူတီအပါအဝင်နော်ဒီမြန်မာနိုင်ငံအတွင်းထဲမှာရှိနေတဲ့ NLD ခေါင်းဆောင်တချို့နဲ့ PDF တွေကိုလည်းဒီရွေးကောက်ပွဲမှာပါဝင်လာဖို့ဖိတ်ခေါ်မယ်လို့ခံမှန်းပြရပေါ့အဲ့တော့တို့ဒါတွေလုပ်နေတာဟာပြည်သူတွေအနေနဲ့ကတော့နော်ဒီရွေးကောက်ပွဲဟာ ဟိုလူရမဝင်ပါဘူးအစ်စ်တမ်းမရှိပါဘူးတိတ်ခါမရှိတဲ့ရွေးကောက်ပွဲပါလို့ပြည်သူတွေဘလို့ပင်អော်နေတော့ညာလေဒီရွေးကောက်ပွဲကိုမဖြစ်ဖြစ်အောင်လုပ်မယ်ဒီရွေးကောက်ပွဲမှာလည်းတိတာပေါ့ကြက်ခံရေးကနိုင်မှာပဲဖြစ်တယ်ပေါ့နော်အဲ့တော့ဒါကဟိုတက်ဆာနေကြတော့မလို့တော့ဘူးလေနော်အခုချိန်မှာကိုကြီးကိုလက်နဲ့ဖြစ်နေတဲ့စစ်အုပ်စုကရွေးကောက်ပွဲလုပ်မယ်ဆိုရင်သူတို့ပဲအနိုင်ရမယ်ဆိုတာဒါတရားရခိုင်တော့တိတာနေပြီဖြစ်တယ်အဲ့တော့ဒီအပေါ်မှာဒီရွေးကောက်ပွဲအပေါ်မှာပါဝင်လာမယ်အတန်ဒီလေကျွန်တော်တို့ကြားလိုက်မယ်လို့ထင်တယ်ပေါ့နော်ဒါပြည်ရဲ့တတိယထဲကတချို့တချို့ခေါင်းဆောင်နေနေတဲ့ပေါ့နော်ဒီအပေါ်မှာပါဝင်လာလိမ့်မယ်လို့ထင်တယ်တချို့ ဒီ NLD ခေါင်းဆောင်များအနေနဲ့လည်းဒီရွေးကောက်ပွဲပေါ်မှာစိတ်ဝင်စားတယ်လို့တချို့ရှိနေရှိလေလိမ့်မယ်လို့ထင်တယ်။ဘာဖြစ်လို့လဲဆိုရင်သူတို့ထင်တာရတဲ့နေရာကဝင်ပြီးတော့နော်နိုင်ငံရေးကိုနိုင်ငံရေးအရဆွေးနွေးပြီးတော့ရတဲ့နေရာကခြေကုပ်ယူပြီးအရင်အမေတော်ဆန်းစုတီလုတ်ခဲ့တယ်လို့မျိုးပဲနော်ရတဲ့အခွင့်အရေးနဲ့ဆက်ပြီးသွားမယ်လို့တွေးနေတဲ့လူတွေလည်းရှိကောင်းရှိနိုင်တယ်ပေါ့နော်။ရှိကိုရှိပါတယ်။အဲ့တော့ကျမတို့ပြည်သူလူထုများအနေနဲ့ကတော့ဒါအသိအစင်မပြေပါဘူးနော်။ဆက်လက်ခါကျတော့ဒီကျွန်တော်တို့တော်လန်ရင်အားစုများတိုင်းရင်းသားလက်နက်ကိုင်များအယူကြီးကလူကြီး များအပေါင်းတာဝန်ရှိသူများအားလုံးပေါ့နော်ဒီရွေးကောက်ပွဲကိုတားမြစ်ဖို့အတွက်နော်ဘာတွေပလန်ချထားလဲပေါ့ဒီရွေးကောက်ပွဲဟာပြည်သူလူထုလက်မခံပါဘူးတည်င်းထုတ်နေရုံနဲ့ပြီးသွားမယ်ကိစ္စမဟုတ်ဘူးပေါ့နော်ဒီရွေးကောက်ပွဲကိုဇွတ်အတီးပြုတ်မယ်ဇွတ်အတီးပြုတ်လိုက်ဖို့အတွက်လည်းအာဆီယံကကူညီနေလိမ့်မယ်အဲ့တော့ဒီပေါ်မှာပြည်သူအတွက်ကပြည်သူတွေအတွက်ကမျောလင်းချမဲ့တယ်လို့ဖြစ်သွားမှာပေါ့အရင်ဆိုရင်ပေါ့နော်အဲ့တော့ဒီရွေးကောက်ပွဲကလုံးဝဖြစ်လို့မရဘူးဖြစ်ကိုမဖြစ်သင့်တဲ့ရွေးကောက်ပွဲဖြစ်တယ်တဖြည်းဖြည်းနဲ့ကျမတို့လင်းမြေတွေစုံမထားနိုင်တဲ့အနေထားရနေပြီးတော့ကျမတို့ဒီတော်လိုင်းရင်အားစုများစိတ်တက်ကြလာဖို့ အထိဖြစ်လာမှာကိုစိုးရိမ်နေပေါ့နော်စိတ်တက်ကြလာပြီဆိုရင်တဖြည်းဖြည်းနဲ့နေမြေတွေပြန်ပြီးတော့စစ်ကောင်စီဘက်ကနေပြန်ပြီးတင်ပိုက်လာနိုင်မယ်ဆိုရင်တဖြည်းဖြည်းနဲ့ကျွန်တော်တို့တင်းထားတဲ့နေမြေတွေကိုတဖြည်းဖြည်းနဲ့ပြန်ဆုတ်ပေးရမယ်ဆိုတဲ့အနေအထားမျိုးရောက်သွားမှာကိုကျွန်တော်တို့အရန်စိုးရိမ်ပါတယ်အဲ့ဒီလိုမျိုးဖြစ်သွားခဲ့လို့ရှိရင်ကျွန်တော်တို့ကစိတ်တက်တစ်ခုလည်းနဲ့တိုက်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ပြည်သူလူထုအားလုံးစိတ်တက်ကြမယ်အနေအထားမျိုးဖြစ်သွားနိုင်တယ်ပေါ့နော်ဒါကြောင့်မလို့ ဒီရွေးကောက်ပွဲကိုဘလို့နီးနဲ့တားဆီးကြမှာလဲဆိုတာကိုဟိုတကယ်ကိုခိုင်မာတဲ့ဆွေးနွေးမှုတွေလောက်လောက်ကြဖို့တိုက်တွန်းတယ်။နောက်တော်လည်းအင်အားစုများအနေနဲ့ကျွန်တော်တို့အနေနဲ့အဖေကတခုပဲရှိတယ်။နေမြေတွေကိုဒီထပ်ပို့ပြီးတော့တင်နိုင်မှကျွန်တော်တို့ကကျွန်တော်တို့ကိုစီဝိုင်းနဲ့ထည့်လာမယ်စကားပြောလာမယ်ကျွန်တော်တို့ကိုလူရခွင့်လာမှာဖြစ်တယ်ဘလို့ပဲဖြစ်ဖြစ်အခုချိန်မှာမအားလာလို့စိတ်အုပ်စုလုံးသမျှအောင်မြင်နေပါတယ်ပြည်သူတွေခံနေရတယ်ဆိုတာကလည်းမအားလာလို့တော့ပို့ပြီးတော့အောင်မြင်စေမယ့်အထောက်ပံ့ဖြစ်ပါတယ်အဲ့တော့ ဒီဘုံကျဲတာတွေစက်တိုင်လုံးနေမှာပါပဲအခုလိုမျိုးအာဆီယံကဘလိုတွေပဲဖိအားပဲပေးပေးဘလိုတွေပဲလူရသွင်းလာသွင်းလာမင်းအွန်လိုင်းလို့စိတ်အုပ်စုကသူတို့လုံးစရာရှိတာကပြည်သူကိုဒီထက်ပိုပြီးဒုက္ခရောက်အောင်ဒီဒီထက်ပိုပြီးပြည်သူတွေကိုတောက်မခံထားနိုင်အောင်နောက်ထောက်ပို့တွေကိုပြတ်နိုင်အောင်အမျိုးမျိုးလုံးမှာဖြစ်ပါအကယ်၍ဒီရွေးကောက်ပွဲတာအောင်မြင်ခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေအများကြီးပဲရှိတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ကျွန်တော်ပြည်ပမှာရှိနေတဲ့ပြည်ပမှာရှိနေတဲ့တော်လိုင်းရင်အားစုများတို့အန်ဒီရှိလာနိုင်တယ်နော်ဒီရွေးကောက်ပွဲတာဖြစ်ပြီးခဲ့ပြီဆိုလို့ရှိရင်စီးပွားရေးလမ်းကြောင်းတွေပိတ်ဆို့လာတဲ့စီးပွားရေးလမ်းကြောင်းတွေပြန်ပွင့်လာနိုင်ပြီးတော့အာဆီယံအနေနဲ့လည်းပြန်ပြီးတော့ဒီ ဒီမအားလားစိအုပ်စုပြန်ပြီးလိုရသူစကားပြောလာမယ်တပြေးပြင်းနဲ့ဒါကြီးကရုပ်လုံးပေါ်လာအောင်တကယ်ဟိုမဟိုအစိုးရတရက်အနေနဲ့ရုပ်လုံးပြန်ပေါ်လာမယ်ဆိုလို့ရှိရင်နိုင်ငံသားမှရှိနေတဲ့ပြည်ပမှရှိနေတဲ့တော်လန်ရေးအင်အားစုတွေထောက်ပို့နေအားလုံးအတွက်အန်တီရရှိနိုင်နေပေါ့နော်ဆိုတော့ဒါကြီးအကြီးကြီးဖြစ်ပါတယ်အဲ့ဒီလိုပဲနော်ဒီစစ်မှုထမ်းဥပဒေမှလည်းနော်ပို့ပြီးတော့အသက်ဝင်လာမယ်ပို့ပြီးတော့လုတ်ချင်တယ်လို့ပို့ပြီးတော့လုတ်လာမယ်အခုလည်းလုတ်ချင်တယ်လို့လုတ်နေဒါဖြစ်တယ်ပေါ့နော်ဒီတက်ပို့ပြီးတော့ဆိုးရွားရတဲ့လုတ်ရက်တွေကိုဟိုလုတ်လာမှဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ပထမစစ်မှုထမ်းဥပဒေကိုတားမြစ်နိုင်တဲ့ ကောင်းဆောင်မရှိခဲ့ဘူးကျွန်တော်တို့ရှိမှာတကယ်ကိုမှပလန်ချပြီးတကယ်ကိုမှအဲအစီအစဉ်တခြားလှုပ်ဆောင်မဲ့ခက်ခိုင်မှမှလှုပ်ဆောင်မဲ့ကောင်းဆောင်မရှိခဲ့ဘူးဒါကြောင့်မလို့စစ်ကုထံဥပဒေကအောင်မြင်ပါတယ်နော်ဘလို့ပဲပြောပြောပြည်သူကလက်မခံဘူးပဲပြောပြောပြည်သူတွေရှောင်ပြေးနေရတယ်ပြောပြောပြည်သူလက်ထဲမှာဘာမှရှိရမှာမဟုတ်ဘူးပြည်သူတွေကဟိုချိန်မနိုင်ခဲမရဖြစ်နေုံကလွဲလို့နော်ဒီစစ်ကုထံကိုလေပောင်ဝင်ချင်ကြတဲ့လူเนาะစစ်ကောင်စီဘက်ကနေတိုက်ချင်ကြတဲ့လူတကောင်မှမရှိခဲ့ဘူးတယောက်မှမရှိဘူးသူတို့ဘောမတွေကလွယ်ရင်ဘောမတွေကိုယ်တိုင်လေဒါအော်နေတာပဲရှိတယ်သူတို့ကိုယ်တိုင်လေစစ်မှုထမ်းချင်တဲ့လူတွေတယောက်မှမရှိပါဘူးအဲ့တော့ဒီဒီဥပဒေကိုရအောင် လုတ်ခဲ့ကြတယ်အတီးပြုတ်ခဲ့ကြတယ်ဒါကစစ်ကောင်စီအတွက်အောင်မြင်တယ်ဟိုပြည်သူလက်ထဲကိုတနက်ထည့်ပေးပြီးတော့ပြည်သူကိုပြန်တိုက်ခိုင်းတဲ့လုပ်ငန်းစဉ်ကအပတ်စဉ်တိုင်းအပတ်စဉ်တိုင်းဟိုအတုတ်တိုင်းအတုတ်တိုင်းအောင်မြင်နေခဲ့တယ်အဲ့ဒီအတွက်အဲ့ဒီဟာနဲ့ပတ်သက်ပြီးကျွန်တော်တို့ဘက်ကခေါင်းဆောင်တွေကဘာမှဘာမှတိတိယောက်ယောက်လုတ်ဆောင်ခဲ့တာမရှိဘူးအခုလေ2025ရွေးကောက်ပွဲကိုအတီးပြုတ်ဖို့အတွက်ရွေးကောက်ပွဲမဖြစ်ဖြစ်အောင်လုပ်ဖို့အတွက်မအားလားလို့စစ်အုပ်စုကဒါဒါကိုပဲအချိန်ဆွဲပြီးလုပ်နေတာဖြစ်တဲ့အတွက်ရေဘေးပဲလာလားငလေးဘေးပဲလာလားသူတို့တို့အုံနောက်ထဲမှာလုံးဝထည့်ထားတာမဟုတ်ဘူးဒါကတိတ်ထားတယ်အဲ့တော့ဒီ2025ရွေးကောက်ပွဲကိုမဖြစ်ဖြစ်အောင်လုပ်တဲ့အပေါ်မှာကျွန်တော်တို့တော်လန်ရင်းအားစုများအနေနဲ့ဒါကို ဟိုတားဆီးဖို့ plan တွေမချထားဘူးလားဆွေးနွေးမှုတွေမလုပ်ဘူးလားဘာမှမလုပ်ထားဘူးလားလို့မိကုန်ထုတ်ချင်တယ်ဒါဒါကြီးอ่ะလုံးဝဖြစ်သွားခဲ့မယ်အောင်မြင်သွားခဲ့မယ်ဆိုရင်ကျွန်တော်တို့စစ်ကောင်စီကအချိန်ဆွဲပြီးလုတ်တဲ့နေရာမှာအရန်တော်တယ်ပြည်သူတွေဘလို့ပဲခံနေရခံနေရဘာတွေပဲပြောနေပြောနေတော်လိုင်းရဲ့အားစုတွေဘာတွေပဲနိုင်နေတာတွေဘလို့တွေပဲလုံနေလုံနေသူတို့လုတ်ဆရာရှိတာကိုအေးအေးစီစီဆက်လုပ်နေတယ်လုတ်ဆောင်မှုတိုင်းအောင်မြင်နေတယ်လို့ပြောလို့ရတယ်เนาะအဲ့ဒီအတွက် ဒီနောက်ကွယ်မှာနော်ဒီ2025ရွေးကောက်ပွဲရဲ့အောင်မြင်သွားပြီးနောက်ကွယ်မှာဖြစ်မယ်အဖက်တွေအများကြီးအများကြီးစိုးကြိုးတွေအများကြီးရှိတယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့ကဒီရွေးကောက်ပွဲကိုမဖြစ်ဖြစ်အောင်ဖျက်ကမယ်ဆိုတဲ့ဟာဟာမျိုးတော့ကျွန်တော်တို့တွေးမိတယ်နော်ဖြစ်လဲပြက်လဲပြက်စီတင်တယ်ဒါကလုံးကလုံးဝဖြစ်လို့မရတဲ့ရွေးကောက်ပွဲဖြစ်တယ်ပေါ့နော်ဆိုတဲ့အခါကျတော့ပြည်သူတွေဥဆောင်မှုကိုနော်စောင့်မျှော်နေကြဖို့အချိန်မဟုတ်တော့ဘူးဒါကခေါင်းဆောင်တွေအနေနဲ့ချစ်ထွက်လာပြီးတော့မှဒီကိစ္စတွေကို တိုင်းသားလက်နက်ကင်တွေနဲ့ဆွေးနွေးရတော့မယ်အချိန်ကဖြစ်တယ်လို့တကယ်ကိုမှခိုင်မာတဲ့ဆွေးနွေးမှုလေခိုင်မာတဲ့အပေးယူလေခိုင်မာတဲ့အပေးဆိုတော့ကျွန်တော်တို့တော်လည်ရေးကိုပဲជីជីနော်နိုင်ငံရေးကိုပဲជីជីဘယ်ဘက်ကပဲជីជីအာဆီယံအနေနဲ့ဟိုပေါင်းဝင်ဆွေးနွေးမှုတွေကိုပဲជីជីအားလုံးကအခြေခံက business ပဲဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့တိုင်းသားလက်နက်ကင်တွေနဲ့ဆွေးနွေးတဲ့နေရာမှာတကယ်ဖရီယယ်ကိုသွားဖို့သူတို့လိုချင်တဲ့ပရိကုတ်တွေကိုဟိုဂျုံကြီးစိတ်ချရ မှုတွေကြားဖို့အတွက်ခိုင်မာမှုတွေဆွေးနွေးမှုတွေလုပ်ဖို့လိုအပ်တယ်လို့ကျွန်မပြောချင်တာဒီချိန်မှာအတန်ထုတ်နေုံနဲ့မရဘူးလေကျွန်တော်တို့ဖယ်ရီယာကိုတကယ်သွားနေပါတယ်လို့ပြောနေုံနဲ့မရဘူးတကယ်ကိုခိုင်မာတဲ့ဆွေးနွေးမှုတွေရှိဖို့လိုအပ်တယ်ကျွန်တော်တို့အတွက်လိုအပ်နေတာလုံးဝတပ်ပေါင်းစုဖွဲ့နိုင်မှုဒါကိုကျွန်တော်တို့လင်းနေရှိသွားပြီးအော်လာခဲ့တာနော်တပ်ပေါင်းစုဖွဲ့ဖို့ကိုအခုထိအခုထိကျွန်တော်တို့အရေးရောင်တော့မမြင်ရသေးဘူးသူတမင်းကိုတမင်းဖြစ်နေကြတော့ရှိသေးတယ်ပေါ့နော်နောက်တစ်ခုကဒီညောင်သုံးပုံမှာ နော်တရုတ်ရဲ့ဖိအားပေးမှုကြောင့် MMDA ကနောက်ဆုတ်သွားရမယ့်အခြေအနေဘာပဲဖြစ်ဖြစ်ဒါကတို့နောက်ဆုတ်သွားရမယ့်အခြေအနေတရုတ်ကိုမြင်နေရတာဖြစ်တဲ့အတွက်လာရှုပ်ပြန်ပေးတဲ့အမှုဟာအခုလာရှုပ်ပြန်ပေးတဲ့ကိစ္စအခုမဖြစ်ရင်နောက်ဖြစ်တော့မှာစစ်ကောင်စီတက်တဲ့ကိုရောက်တော့မှာဖြစ်တဲ့အတွက် TNL တစ်ဖွဲ့ပဲရှိတော့တယ်ဒီ TNL ကလည်းနောက်ပိုင်းကျလို့ရှိရင်ဖိအားတွေပို့ပြီးတော့ရှိလာမှာဖြစ်တယ်ပေါ့နော်အဲ့တော့တပ်ပေါင်းစုဖွဲ့ဖို့ဘာတွေလှုပ်ဆောင်ထားကြလဲ